အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ movie recap channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တင်တို့ကိုတောင်ကိုရီးယား action drama ဇာကားကောင်းလေးတကားဖြစ်တဲ့ One High School Hero ဇာကားရဲ့အပိုင်း34ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အပိုင်း3ရဲ့အစမှာတော့ Ikin ရဲ့အဖေကစေးရုံအစည်းအဝေးလုပ်နေပြီးသူကစူပူချိန်မောင်းနေတာကြောင့်လုပ်ဖို့ကင်ဖတ်တွေလည်းအတော်ကိုထိတ်လန့်နေကြပါတယ်ခနာကြမှာတော့ Sorry စီကို Ikin ရဲ့အဖိုးကဖုန်းဆက်လာပြီးဒီတစ်ပတ်မှာသူ့ရဲ့မွေးနေ့ပွဲရှိတဲ့အတွက်မိသားစုလိုက်လာခဲ့ရမယ်လို့ပြောလာပါတယ် ဆိုတော့လေအစာပိုင်းမှာညင်းသေးပေမဲ့ဤကင်းရဲ့အဖိုးပြစ်သူကပိုလို့တောင်သဘောထားတင်းမှသေးတာကြောင့်နောက်ဆုံးမှာတော့ဆော့တီလေးလက်လျှော့လိုက်ပြီးမွေးနေ့ကိုလာမယ့်အကြောင်းကတိပေးလိုက်ရပါတယ်။တစ်ဖက်မှာတော့ဤကင်းကဂျီဟွန်းနဲ့ထိုးတက်နေပြီးဂျီဟွန်းလည်းဤကင်းရဲ့လက်သီးချက်တွေကိုဇက်တိုက်ခံလိုက်ရရင်လဲကျသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂျီဟွန်းလည်းလွတ်ကျသွားတဲ့သူ့ရဲ့ဒုတ်ကိုအသေးအံပြေးကောက်ပြန်ပြီးဤကင်းကိုဒုံးနဲ့ပြေးရိုက်ပြန်ပါတယ်။ဒုံနဲ့ဖြစ်နေတာကြောင့်ဤကင်းလည်းအနာကပ်မရပဲအရိုက်ခံနေရပြီးအဲ့ဒီနောက်မှာတော့ဂျီယိုကဤကင်းကိုလဲပင်းညှစ်ထားလိုက်ပါတယ် ဲ့ဒီအချိန်မှာပဲစွန်ကျွန်းကလည်းဤကင်းရဲ့ဘက်ကနေဂျီယိုကိုဝင်ထိုးပြန်ပြီးသူ့ရဲ့အကြွေကိုဒါနဲ့ပြန်ဆက်လိုက်ပြီးလို့ဤကင်းကိုပြောလိုက်ပါတယ်အရင်ကမှတော့ရှယန်ရန်လာတဲ့ဂျီယိုကလည်းဤကင်းကိုအဆက်မပြတ်ရိုက်နေပြန်ပြီးတချီမှတော့ဤကင်းကလည်းဂျီယိုရဲ့ဒုတ်ကိုမိမိရရဖမ်းယူနိုင်လိုက်ပါတယ်။အရင်ကမှတော့ဂျီယိုကိုမိမိရရထိုးချလိုက်ပြီးမင်းမြင်ကျင်နေတဲ့ဘောင်စင်ထိုးချက်တွေအခုမြင်ရမယ်လို့ပြောရင်စွန်ကျွန်းရဲ့ဘောင်စင်ထိုးချက်တွေနဲ့အဆက်မပြတ်ထိုးချိတ်နေခဲ့ပါတော့တယ်။နောက်ဆုံးမှတော့ဂျီယိုလည်းဤကင်းကအလဲထိုးတာကိုခံလိုက်ရပြီးဤကင်းကတော့သူ့ရဲ့ဒုတ်ကိုပါချိုးပစ်လိုက်ပါတော့တယ်။ ဂျီယိုရဲ့နောက်လိုက်တွေကလည်းအီကင်းကိုဝိုင်းထိုးကြဖို့လုပ်နေပြီးယွန်ဂီကလည်းဆရာကိုဖုံးဆက်တိုင်လိုက်ရမလားလို့ပြောရင်ဂျားတဲ့ကဝင်တားလိုက်ပါတယ်တက်ကိုက်မှုပြီးသွားတဲ့နောက်မှာတော့အီကင်းကကိုလက်တွေစီကြောနေရင်ကျန်တဲ့နှစ်ကောင်ကဘသူတွေလဲလို့မေးလိုက်ပါတယ်ယွန်ဂီကလည်းသူတို့နှစ်ယောက်ကနန်ဆွန်နဲ့ဆုံးဝူတို့ဖြစ်ကြောင်းကိုပြောပြလာပြီးအဲ့ဒီအချိန်မှာပဲဆွန်ကျွန်နဲ့ဟုံအင်းတို့လည်းသူတို့နဲ့မလန့်မကန့်ကိုရောက်လာကြပါတယ်ဆွန်ကျွန်ကတော့အီကင်းကိုတွမ်းမနောက်ရှက်ဖို့သူ့လူတွေကိုပြောလိုက်ပြီးသူ့အနေနဲ့လည်းအနန်းချင်းနဲ့ចောင်းသားအဖွဲကနှုတ်ထွက်တယ်လို့နောက်ထပ်ရန်ပွဲတွေမှာလည်းပါဝင်တော့မှာမဟုတ်ပါဘူးလို့ပြောလာပါတယ် တဖက်မှာတော့ဤကင်းကကျန်တဲ့နှစ်ယောက်ကိုပါတခါတည်းသွားတိမဲ့လုံနေတာကြောင့်ယုံကြည်လဲပြန်တားနေရပါတယ်။တဖက်မှာတော့ကျောင်းသားတစ်ကဝင်းစော်သွားတာကြောင့်ရှယ်ယန်းရန်နေတဲ့ဂျီဟိုလဲစီနီယာရီသီသွားရင်လည်းဤကင်းကိုဆုံးမပေးဖို့အကူအညီသွားတောင်းပါတယ်။ဂရန်တီနေတဲ့နန်ဆွန်စစ်ကလည်းအကြောင်းစုံမေးမြန်းထားလိုက်ပြီးနောက်နေ့မနေ့ကြောင်းရောက်ချိန်မှာတော့မနေ့ကရန်ဖြစ်ထားတဲ့ခြေောက်ဒဏ်ရာကြောင့်လေကားကဖြည်းဖြည်းချင်းတက်နေတဲ့ဤကင်းကိုနန်ဆွန်စစ်ကကူတွဲပေးလိုက်ပါတယ်။ ။ဤကင်းကအစဉ်ပြေကြောင်းပြောပေမယ့်စွန်စစ်ကတော့နားမထောင်ပဲအတင်းတွဲပေးနေပြီးလမ်းမှာဆရာနဲ့တွေ့ခဲ့ပေမယ့်စွန်စစ်ကတော့သူ့ကိုစူနေတဲ့ဆရာကိုလည်းကောင်းကောင်းမွန်မွန်ပြန်နှုတ်ဆက်နေခဲ့ပါတယ်။ဤကင်းရဲ့အခန်းရှိကိုရောက်ချိန်မှာတော့ခုနကလူလိမ္မာလေးတယောက်လိုပြုတ်မှုနေတဲ့စွန်စစ်ကလည်းသူ့ဘိုက်စာနေလို့ပတ်စံပေးလို့ရုတ်တရက်ပြောလာခဲ့ပြီးဤကင်းလည်းအားအသင့်ရင်ပတ်စံထုတ်ပေးလိုက်ရပါတော့တယ်။ကျူရှင်ရောက်ချိန်မှာတော့ဤကင်းလည်းတင်ကန်းစားတွေကိုလေ့လာနေပေမဲ့ရံဖြစ်တုံးကမြင်ကွင်းတွေကိုသာစိတ်ရောက်နေပြီးဆရာကလည်းတင်ကန်းစားတွေကိုအယုံဆိုင်ဖို့ဤကင်းကိုလာရောက်စုပူပါတော့တယ်။ ကျရှင်စင်းချိန်မှာတော့အပြင်မှာအစင်သင်းလာဆောင်နေကြတဲ့ဆွန်စစ်တို့အဖွဲ့ကိုတွေ့လိုက်ရပြီးဤကင်းကတော့ဒီမာတင်ပဲထိုးကြမလားလို့နန်ဆွန်စစ်ကိုမေးလိုက်ပါတယ်။ဒါပေမဲ့ဆွန်စစ်ကတော့အခုလာတာကတိုက်ခိုက်ဖို့မဟုတ်ပဲနဲ့စကားပြောရုံတတတာဖြစ်ကြောင်းကိုပြန်ပြောလာခဲ့ပါတယ်။သူတို့နှစ်ဦးစကားပြောနေတုန်းမှပဲဤကင်းရဲ့အဖေရောက်လာတာကြောင့်ဤကင်းလည်းကားပေါ်တက်သွားလိုက်ပါတယ်။ကားပေါ်မှာတော့အဖေပြည်သူကခုနကចောင်းသားတွေကဘသူတွေလဲလို့မေးလာပြီးဤကင်းကလည်းအတန်းပေါ်တွေလာနှုတ်ဆက်တာပါလို့ပြောလိုက်ပါတယ်။ ဲ့ဒီနောက်မှာတော့စော်တီးကလည်းဒီလောကမှာအင်အားနှမျိုးရှိတယ်။ယာယီအင်အားနဲ့ရေရှည်အင်အား။ယာယီအင်အားမှာနှမျိုးတာယာနေရင်ဘယ်တော့မှရေရှည်အင်အားကိုရနိုင်မှာမဟုတ်ဘူး။ရေရှည်အင်အားရနိုင်ဖို့ပဲမင်းကြိုးစားရမယ်။နားလေရဲ့လားလို့ဆုံးမလာပါတဲ့။အဲ့ဒီနောက်မှာတော့တားဖားနှစ်ယောက်လည်းအဖိုးမွေးနေပွဲတွားရင်ဝက်ဖို့အင်ဂျီဝင်ချုပ်နေကြပြီးအချုပ်ဆိုင်ကသူကလည်းဖေးချောင်းဝင်ခွင့်ရထားတဲ့အကိုဖြစ်သူကိုမေးမြန်းနေတာကြောင့်အဖေဖြစ်သူကလည်းအစဉ်ပြေအောင်ကြည့်ပြလိုက်ရပါတယ် နောက်တစ်နေ့ကြောင်ရောက်ချိန်မှာတော့ဤကင်းလည်းမနီညာကဆွန်းဆင်းနဲ့တွေ့ခဲ့ရကြောင်းယွန်ဂီကိုပြန်လည်ပြောပြလာပြီးမနီကမတိုက်ခိုက်ခဲ့တာကြောင်းယွန်ဂီလည်းစိတ်သက်သာရရသွားခဲ့ပါတယ်။ရန်ပြန်မဖြစ်ခင်ဒဏ်ရာတွေအရင်တက်တာအောင်လုပ်ဖို့လည်းမှာကြနေပြီးစာသင်ကမ်းရှိကိုရောက်ချိန်မှာတော့သူတို့နှစ်ယောက်လည်းအစင်းစင်းစောင့်နေတဲ့စီနီယာတွေကိုတွေ့လိုက်ရပါတယ်။အရင်ကမှာတော့ဤကင်းနဲ့အတူအခန်းထဲဝင်လာကြရင်ဆန်စစ်ကဤကင်းနားမှာကိုလာတောက်နေပြီ။ငါမင်းကိုသဘောကျတယ်။ငါတို့နဲ့သာပူးပေါင်းရင်မင်းထပ်ပြီးတိုက်ခိုက်နေစရာမလိုတော့တဲ့အပြင်ကျောင်းမှာလည်းလူကျင်နာအလုံးဖန်တီးလို့ရသွားမယ်လို့ဆိုလာပါတယ်။ ဒါပေမဲ့ဤကင်းကတော့လက်မခံခဲ့ပါဘူးစင်စစ်ကလည်းဤကင်းကိုကိုလာတွေလောင်းချရင်ရန်ဆားလိုက်ပြီးယွန်ကီကလည်းဒဏ်ရာတွေမတက်တာသေးတာကြောင့်ရန်ပြန်မဖြစ်သေးဘူးအမူအရာနဲ့တရီပေးနေခဲ့ပါတယ်ဒါနဲ့ပဲစင်စစ်တို့လည်းရန်ဆားရင်ပြန်ထွက်သွားကြပြီးနောက်တစ်ခါမှတော့ဤကင်းတို့မိသားစုလည်းအဖိုးပြစ်သူစီကိုတွားရောက်လည်ပတ်နေခဲ့ကြပါတယ်အီကင်းဟာသူတို့မှာတူဦးသေးသောကြံရှိတော့တဲ့မိယောက်ျားလေးဖြစ်တာကြောင့်ကောင်းမွန်စွာကြိုဆိုကြပြီးစားတော့ပွဲမှာတော့သူတို့လည်းစီးအောင်လုပ်ငန်းအကြောင်းတွေပြောဆိုနေကြပါတယ်။ အဖိုးပြည်သူကလည်းကြောင်းတက်ရတာအစဉ်ပြေးရလာလို့ဤကင်းကိုမေးလာပြီးအရင်ကြောင်းတော့မကောင်းဘူးမလားလို့ဆိုပါတယ်။ကြောင်းပြောင်းတဲ့အတွက်လည်းဤကင်းရဲ့ဖခင်ပြည်သူကိုအပြစ်ပြောနေပြီးဤကင်းကဒီကြောင်းကိုလည်းသဘောကျပါတယ်လို့ဝင်ပြောပြလိုက်ရပါတယ်။အဲ့နမှာတော့သူတို့လည်းဝစ်စုံတွေစီစကားရောက်သွားကြပြီးခဏကြာမှတော့အဖိုးကဤကင်းနဲ့တီးတန့်စကားပြောမယ်ဆိုပြီးခေါ်ထုတ်သွားပါတယ်။အဖိုးပြည်သူကလည်းဤကင်းကိုအရက်တောက်ခိုင်းလိုက်ပြီးသူကတော့အသက်မပြည့်သေးကြောင်းညင်းနေပေမဲ့အဖိုးပြည်သူကတော့ဒါသူ့ပေးတဲ့ပထမဆုံးသင်ငန်းစာလို့ပြောရင်းအတင်းတောက်ခိုင်းတာကြောင့်ဤကင်းလည်းတောက်လိုက်ရပါတော့တယ်။ အဲ့ဒီနောက်မှာတော့အရင်ကြောင်းကပိုကောင်းတာကြောင့်အရင်ကြောင်းကို ပြန်ပြောင်းဖို့ပြောလာပေမယ့်ဤကင်းကတော့လက်မခံတာကြောင့်အဖိုးပြစ်သူလည်းလက်လျှော့လိုက်ရပါတယ်။ဒီလိုတွေ့ဝေတာကြောင့်စော်တေးလည်းထိတ်တန့်အဆင့်ကိုမရောက်ခဲ့ကြောင်းနဲ့သူသာမရှိရင်စော်တေးကဘာမှလုပ်တတ်မှာမဟုတ်ဘူးလို့ပြောလာပါတယ်။အပြင်ထွက်လာချိန်မှာတော့ရံမူးနေတဲ့ဤကင်းလည်းအခိုးပြစ်သူကိုမြင်နေရပြီးအကိုစီကိုပြေးသွားရင်ရေကန်ထဲကိုပြုတ်ကျသွားခဲ့ပါတော့တယ်။အလုံးလည်းအလံတကြားဖြစ်ကုန်ကြပြီးဤကင်းရဲ့အဖေလည်းသားဖြစ်သူကိုအသေးအံဝင်ရောက်ကယ်ဆယ်ပေးလိုက်ရပါတယ်။ ဤကင်းသတိပြန်ရလာချိန်မှာတော့အမေဖြစ်သူကလည်းသူသားကိုအရက်တိုက်လွတ်လိုက်တဲ့အဖိုးကိုအပြစ်တင်နေပြီအဖိုးကလည်းအဖေရောအမေရောကဒီလိုပြောညံ့နေတာကြောင့်သူ့ရဲ့မြေစုကင်းကတေဆုံးခဲ့ရဒါလို့အပြစ်ပြန်ပြောလာပါတယ်အဲ့နောက်မှာတော့ဤကင်းရဲ့မိဘတွေကလည်းစကားများကုန်ကြပြီးနောက်နေ့ကြောင်ရောက်ချိန်မှာတော့ဤကင်းလည်းနန်းစွန်းစစ်စီသွားမယ်လုံနေတာကြောင့်ယွန်ဂီကလည်းစွန်းစစ်ကအရှိကကောင်းတွေလို့လွယ်မှာမဟုတ်ဘူးလို့ပြောရင်တားနေခဲ့ရပါတယ်ဒါပေမဲ့ဤကင်းကတော့ဂယူးမဆိုင်ပဲစွန်းစစ်စီထွက်လာနေပြီးစီနီယာတွေရဲ့စာသင်ခန်းထဲကိုရောက်ချိန်မှာတော့ကိုကာကိုလာတောက်နေတဲ့စွန်းစစ်ကိုအစင်းစင်းတွေ့လိုက်ရပါတယ် ဒါနဲ့ပဲဤကင်းလဲသူ့ကိုလုတ်ခဲ့တယ်လို့မျိုးစွန်းစစ်ရဲ့ခေါင်းပေါ်ကုလာတွေနဲ့ပြန်လောင်းချလိုက်ပြီးစွန်းစစ်လဲပါဇက်ဟာထားရင်လဲကုလာတွေတောက်လိုက်ရပါတယ်။ဂျူနီယာကအခန်းထဲထိရန်လာစခံလိုက်ရတာကြောင့်စွန်းစစ်လဲအချက်ပြည်ရီမောရင်လဲအခန်းထဲကထွက်သွားဖို့လုတ်ပင်မယ်။ဤကင်းကတော့သူ့ရဲ့ခေါင်းကိုကုလာဘူးနဲ့ပါပြစ်ပေါက်လိုက်ပါတယ်။ဒီလိုနဲ့စာသင်ခန်းထဲမှာရန်ပွဲစမလို့ပြင်လိုက်ချိန်မှာပဲဆရာဖြစ်သူဝင်လာတာကြောင့်စွန်းစစ်လဲသူရန်ဖြစ်တာမဟုတ်ကြောင်းဆရာဖြစ်သူကိုနီးမျိုးစုံနဲ့တောင်းပန်နေပြီးဤကင်းကိုလဲနေ့လယ်ထမင်းစားချိန်မှာတွေ့မယ်လို့ပြောလိုက်ပါတယ်။ နေ့လေဂင်းမှာတော့ဤကင်းလဲချိန်ထားတဲ့နေရာကိုရောက်လာပြီးဆက်စစ်ကတော့ရံပွဲမစခင်မှာတခါပြန်စင်းစားဖို့ဤကင်းကိုပြောရင်အချိန်၁၀စက္ကန့်ပေးလိုက်ပါတယ်။ဤကင်းကလည်းမြ мян ရံပွဲစမဲ့အကြောင်းနဲ့ဒါပြီးရင်စားလို့ရမယ့်အကြောင်းပြောလာပါတယ်။ဒီလိုနဲ့ပဲသူတို့နှစ်ယောက်လဲစတင်တိုက်ခိုက်ကုန်ကြပြီးဒီချိန်မှာတော့ဆွန်စစ်ကလည်းဤကင်းရဲ့လေဘင်းကိုမိမိရရညှစ်ထားလိုက်ပါတယ်။ဤကင်းလဲအကူဖြစ်သူကလေဘင်းညှစ်တာကိုမျိုးလုံးထဲမှာပြင်မြင်လာရင်သတိမီမျောသွားပြီးအပိုင်းသုံးကလည်းဒီမာတယ်ပဲပြီးဆုံးသွားခဲ့ပါတော့တယ်။ အပိုင်းလေးရဲ့အစမှာတော့ဤကင်းကိုတတောင်တတပဲအနိုင်ယူသွားတဲ့ဆွမ်းဆက်လဲကြွေးတော်မထွက်သေးကြောင်းပြောရင်အနားမှာကြံနေတဲ့ယွန်ဂီကိုပါစိန်ခေါ်လိုက်ပါတယ်။ယွန်ဂီလည်းရွေးချယ်စရာမရှိတော့တာကြောင့်ရန်ပွဲထဲဝင်ပါဖို့ရွေးချယ်လိုက်ရပြီးမျက်မှန်ချွတ်လိုက်ရင်ဆွမ်းဆက်နဲ့တိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပါတယ်။ဒါပေမဲ့ဤကင်းကသတိပြန်ရလာတာကြောင့်ဆွမ်းဆက်နဲ့နောက်တစ်ကြိမ်ထပ်ထိုးမယ်လို့စိန်ခေါ်လိုက်ပြီးဒီလိုနဲ့ဆွမ်းဆက်နဲ့ဤကင်းတို့လည်းနောက်တစ်ကြိမ်တိုက်ခိုက်ကြပြန်ပါတယ်။ တို့နှစ်ယောက်လည်းအပြန်အလှန်တိုက်ခိုက်နေကြရင်ဒီချိန်မှာတော့ဆွန်စစ်ကဤကင်းကိုချုပ်ထားပြန်ပြီဤကင်းကလည်းချုပ်ကန်ထားရကနေရုံထွက်ရင်အပေါ်ကခွာထိုင်ပြီးဆွန်စစ်မျက်နှာကိုအဆက်မပြတ်လှိမ့်ထိုးပါတော့တယ်ဆန်စီရဲ့တငယ်ချင်းဆုံးဦးကလည်းအချိန်နဲ့မကောင်းတော့တာကြောင့်ဝင်ကယ်ဖို့လုပ်ပင်မယ်။ယွန်ဂီကပိတ်ကန်လိုက်တာကြောင့်ဆုံးဦးလည်းလွင့်ထွက်သွားပါတော့တယ်။အဒီနောက်မှာတော့ယွန်ဂီလည်းဒီကြောင့်မှရှင်းစရာနှစ်ယောက်ပဲကြံတော့တာဆိုတော့ဒီတယောက်ကိုတော့ငါတာဝန်ယူလိုက်မယ်လို့ပြောလာပါတယ်။ ဒါနဲ့ပဲအထိနာထားတဲ့စွန်းစစ်ကလည်းယွန်ဂီတို့ရံပွဲကိုအရင်ကြည့်မယ်လို့ပြောရင်ဘေးထွက်ထိုင်နေပြီ။စွန်းမူလည်းယွန်ဂီကိုဝင်ရောက်တိုက်ခိုက်ပေးမယ်။ယွန်ဂီရဲ့ကံကြက်တွေအောက်မှာမရှိမလခံနေရပါတယ်။ခနာတွင်းမှာပဲယွန်ဂီလည်းចောင်းကကြောက်စရာအကောင်းဆုံးစီနီယာကိုတပတ်လည်ကန်ရင်အလွယ်လေးအနိုင်ယူပြသွားခဲ့ပါတော့တယ်။စွန်းစစ်ကတော့ဂျူနီယာတွေအထိုးခံနေရတဲ့စွန်းဦးကိုပါစားနောက်လိုက်ပြီးယွန်ဂီကလည်းစွန်းစစ်ဘက်ကိုလှည့်ရင်စီနီယာဒီတစ်ခါတော့မင်းအထိုးခံရမယ်အလှည့်ပဲလို့လှမ်းပြောလိုက်ပါတယ်။ ဲ့ဒီနောက်မှာတော့ဆွန်စစ်နဲ့ဤကင်းတို့ရဲ့ရံပွဲလဲတဖန်ပြန်ဆလာပြန်ပြီးဆွန်စစ်လည်းအခွင့်ကောင်းကိုချောင်းရင်ဤကင်းရဲ့လက်ကိုချိုးဖို့လုပ်လိုက်ပါတယ်။ဤကင်းလည်းနာကျင်လုံးတာကြောင့်အော်ဟေးရင်နဲ့ကုံယုံထလာပြီးအပေါ်ရောက်သွားချိန်မှာတော့ဆွန်စစ်မျက်နှာကိုခြေထောက်နဲ့တနှင်းပစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဤကင်းလည်းယုံကြည်လိုပဲဖန်ဆာဖစ်လို့ပြောရင်မူဝေနေတဲ့ဆွန်စစ်ကိုတပက်လက်ကန်ပစ်လိုက်ပြီးမကုကန်နိုင်တော့တဲ့ဆွန်စစ်ကိုတေးလူမျိုးပါဖြစ်အောင်လေဘင်းညှစ်ထားလိုက်ပါတော့တယ်။ ဒီလိုနဲ့ចောင်းသားလူမိုက်တွေအားလုံးကိုအနိုင်ရသွားတဲ့ ਈ ကင်းလဲဒီเจ้าမှာ Gangster ဆန်ဆန်လောက်ရက်တွေကိုထပ်မမြင်ခြင်းကြောင့်သူတို့ကိုသတိပေးလိုက်ပါတယ်။စီနီယာတွေအကုန်လုံးကိုအလဲထိုးသွားတဲ့ ਈ ကင်းလဲเจ้าမှာခနာအတွင်းနာမည်ကြီးလာပါတော့တယ်။တစ်ဖက်မှာတော့ ਈ ကင်းရဲ့မိခင်ဖြစ်သူကဆက်ယောဂပညာရှင်နဲ့ဆွေးနွေးကူသမှုခံယူနေရပြီးဆရာဝန်ကလည်းအကြောက်တရားကိုရှောင်ပြေးမဲ့အစားရင်ဆိုင်လိုက်ဖို့အကြံပေးလာပါတယ်။ဒါနဲ့ပဲသူမလည်းအရင်ကဝင်မကြည့်ရဲခဲ့တဲ့တာကြီးဖြစ်သူစုကင်အင်းရဲ့အခန်းထဲကိုဝင်ရောက်ကြည့်ရှုနေပြီးတာဖြစ်သူရဲ့ပစ္စည်းတွေကိုကြည့်ရင်းငိုကြွေးနေခဲ့ပါတယ်။ တဖက်မှာတော့ကျောင်းကလူမိုက်တွေကိုအနိုင်ရသွားတာကြောင့်ယုံကြည်တို့ကတော့အောင်ပွဲခံနေကြပြီးအခုကစလို့စာအေးဆေးလောက်ရတော့မယ်လို့ပြောနေခဲ့ပါတယ်။ဒါပေမဲ့ဤကင်းကတော့ဒီတိုက်ခိုက်မှုတွေကိုမမေ့ပြောင်းနိုင်ပဲဖြစ်နေသလိုစီနီယာတွေရဲ့တိုက်ကွက်တွေကိုပါအလွတ်မမှီဂုံပြီးစာအေးဆေးတင်နေရပေမဲ့လည်းကျောင်းစာကိုအာရုံမစိုက်နိုင်ဖြစ်နေခဲ့ရပါတယ်။စာကိုဂယူမစိုက်တာကြောင့်ကျူရှင်ဆရာကလည်းဤကင်းကိုစူပူနေပြီးဆရာနဲ့အခြေတင်ဖြစ်ရင်ဤကင်းလည်းကျူရှင်ကထွက်လာခဲ့ပါတယ်။ င်ပြန်ရောက်ချိန်မှာတော့ကျူရင်ဆီယာနဲ့ပြဿနာဖြစ်လာတဲ့ဤကင်းကိုအဖေကပါစူပူနေပြီးအမေဖြစ်သူလည်းဝင်ရောက်ဖြောင်းဖြားရင်စူပူနေတာကိုအဆုံးသတ်ပေးလိုက်ရပါတယ်။ညအီယာဝင်ချိန်မှာတော့ဤကင်းလည်းခါတိုင်းလိုပဲကိုကိုကိုလေဘေးညှိရင်အိပ်ပျော်သွားခဲ့ပြီးနောက်နေမှာတော့ယွန်ဂီလည်းဤကင်းနဲ့စကားပြောမယ်လို့ဆန်တဆိုင်မှာချိန်လိုက်ပါတယ်။ဤကင်းရောက်လာချိန်မှာတော့ယွန်ဂီကိုစီနီယာတွေကရန်စထားလားလို့မေးလိုက်ပေးမယ်။ယွန်ဂီကတော့ရီမောရင်သူတို့အကြောင်းကအနန်းကျင့်ဗိုလ်ကျနေသူတွေကငြိမ်သွားကြပေးမယ်။အခြားအကြောင်းတွေမှာလည်းအုပ်စုပွဲဗိုလ်ကျနေတဲ့အကြောင်းသားတွေရှိသေးတယ်လို့ပြောလာပါတယ်။ အဲ့ဒီနောက်မှာတော့ယွန်ဂီကဗီဒီယိုတစ်ခုကိုပါဖွင့်ပြလာခဲ့ပြီးအနိုင်ကျင့်နေတဲ့ចောင်းသားဟာကင်နန်ဟုတ်လို့ခေါ်ကြောင်းပြောပြလာပါတယ်။ဗီဒီယိုထဲမှာတော့သွန်းမှုចောင်းကအဲ့ဒီចောင်းသားဟာအခြားတယောက်ရဲ့ခြေထောက်ကိုအဆင့်နဲ့လောင်းနေတာကိုတွေ့ရပြီးယွန်ဂီကတော့အဲ့ဒီတယောက်ကိုပညာပေးခြင်းနဲ့လို့ပြောလာပါတယ်။သူတို့စကားပြောနေချိန်မှာပဲအဖေဖြစ်သူကဖုန်းဆက်လာတာကြောင့်အီကင်းဖုန်းကင်ပေါ်လွတ်ပင်မဲ့ယွန်ဂီကဖုန်းကိုဆွဲယူထားပြီးစောင့်နောက်ကြည့်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူမျောလင့်ထားတယ်လို့ပဲအီကင်းလည်းဒေါသတကြီးဖြစ်လာပြီးအီကင်းကအဖေဖြစ်သူကိုမကြည်မနှက်ဖြစ်နေကြောင်းလည်းသိလိုက်ရပါတယ်။ အဒီနမှာတော့စိတ်တူနေတဲ့ဤကင်းလည်းယုံကြည်စီကနေဖုန်းကိုပြန်ယူလိုက်ရင်ဆိုင်ထဲကထွက်သွားဖို့လုပ်နေတုံးအနာကဆိုင်တဆိုင်မှာအလွတ်လုံနေတဲ့အတန်းပေါ်တယောက်ကလည်းသူ့ကိုစီနီယာလူမိုက်တွေကအနိုင်မကျင့်တော့တာကြောင့်ဤကင်းကိုကျေးဇူးတင်ကြောင်းလာပြောနေခဲ့ပါတယ်ယုံကြည်ကလည်းကောင်းလင်းပေးတဲ့အေးအေးဘူးကိုယူရင်သူကမင်းတို့အတွက်လောက်တာမဟုတ်ဘူးသူ့အတွက်လိုအပ်လို့ရန်ဖြစ်နေတာလို့ပြန်ပြောလိုက်ပါတယ်အဒီညမှာတော့ဤကင်းကအဖေဖြစ်သူခေါ်သွားတဲ့လူချမ်းသာတွေရဲ့မိတ်ဆွေဖြစ်ညသာစားပွဲကိုလိုက်သွားရပြီပွဲကိုရောက်ချိန်မှာတော့အားလုံးကလည်းလှက်လိုက်လဲလဲကြိုဆိုကြပါတယ် အဒီနော်မှာတော့အချင်းချင်းမိတ်ဆက်နေကြပြီးဤကင်းလည်းမထင်မှတ်ထားပဲညစာစားပွဲမှာမိတ်ဆက်နေတဲ့ဆရာဝန်ကြီးရဲ့တားဖြစ်သူဟာစမှုကြောင့်ကအုပ်စုပွဲဗိုလ်ကျနေတဲ့ចောင်းသားလူမိုက်ကင်းနန်ဟုံမန်းတိလိုက်ရပါတော့တယ်။နဟုတ်ကတော့မတန်ဆွမ်းတွေအတွက် AI တွေဖန်တီးနေကြောင်းမှာကြွားလုံးထုံနေပြီးဤကင်းလည်းជីမီယာဒေါတာနဲ့အားလုံးရှိမှတင်မယ်။ចောင်းသားတွေကိုအနိုင်ကျင့်ပြီးတော့မှမတန်ဆွမ်းတွေအတွက်ကူညီနေအောင်မလို့လားနောက်လူတွေကိုအနိုင်ဆက်ကျင့်ဖို့ဒါကိုအကာအကွယ်ယူနေတာလားလို့မေးချလိုက်ပါတယ်။ သူမဗီဒီယိုတက်သေးတွေအထိရထားတယ်လို့ပါပြောလာခဲ့ပြီးဤကင်းအဖေလဲကြာရင်မျက်နှာပြက်စရာတွေဖြစ်သွားနိုင်တာကြောင့်တားဖြစ်သူကိုအပြင်ခေါ်ထုတ်သွားရပါတယ်။ဤကင်းလဲနဟုတ်အချောင်းကိုအဖေဖြစ်သူကိုရှင်းပြနေပြီးသူ့အဖေကတော့မယုံကြည်ခဲ့ပါဘူး။သူ့ကျွန်းတဲ့သူတွေကအမြဲတမ်းလိုလိုကောလာဟာလာတွေနဲ့ထိုးနှက်ခံရတတ်ကြောင်းလဲပြောလာခဲ့ပြီးနဟုတ်ကိုတောင်းပန်ခိုင်းနေပါတယ်။ဤကင်းလဲသူ့ကိုပါအကို့လိုဖြစ်သွားစေခြင်းလိုလားလို့ပြန်မေးရင်နဟုတ်လိုကောင်းကောင်းမတောင်းပန်နိုင်ဘူးလို့ပြောလိုက်ပါတယ်။ အဖေပြည်သူလဲဒေါသလက်ကြီးနဲ့ပိုက်ရိုက်လိုက်ပြီးဤကင်းလဲညသာစားပွဲကထွက်လာရင်လမ်းမှာပဲဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီးယုံကြည်စည်းကိုရောက်လာခဲ့ပါတယ်။နဟုတ်ကိုတင်ကန်းသာပေးမယ်လို့လဲပြောလာပြီးတစ်ဖက်မှာတော့နဟုတ်ကသုံးမှုចောင်းကចောင်းသားတွေကိုစိတ်ထင်တိုင်းအနမ်းကျင့်နေခဲ့တဲ့လုံးအချို့ចောင်းသားတွေဆိုသူတို့ကြောင့်ဘဝဆုံးသွားတာတွေအထိရှိနေခဲ့ပါတယ်။တညမှာတော့နဟုတ်ကလက်တီထိုးလေ့ကျင့်မယ်ပြောရင်ចောင်းသားတရားကိုစိတ်ကြိုက်ထိုးနှက်နေခဲ့ပြီးအဲ့ဒီအချိန်မှာပဲယုံကြည်တို့နှစ်ယောက်လဲနဟုတ်ကိုတင်ကန်းသာပေးဖို့မျက်နှာဖုံးတွင်နဲ့ရောက်လာခဲ့ကြပါတယ်။ ယွန်ကီကလည်းဟေးဒီနေရာမှာနန်ဟုတ်ဆိုတဲ့ចောင်းသားရှိလားလို့អော်ပြောလိုက်ရင်ဒီဇလန်းလေးရဲ့အပိုင်းလေးကလည်းဒီမာတင်ပဲပြီးဆုံးသွားခဲ့ပါတယ်အိုင်ဂိုချိုကြီးကြီးနဲ့မကြခင်မှာပဲအပိုင်း9နဲ့အပိုင်း6ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and subscribe ပြုလုပ်ထားပြီးစောင့်ကြည့်ဖို့ကိုလည်းတောင်းဆိုလိုက်ရပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်